အလုံးမဲမင်္ဂလာပါရှင်ဆီယမဂျူလီယာမြင့်တင်ရေးသားထားတဲ့ဖီယန်ကြံသောစထုံများဆိုတဲ့ဝိတုလီရဲ့အပိုင်း၉ကိုဆက်လက်ဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဖီယန်ကြံသောစထုံများ အပိုင်း၉အရာအစင်းမဲ့တဝက်တစ်ပြည့်ပြိုကျနေသောအဆောက်အဦးကြီးတစ်ခုခြုံရယ်ပိတ်ပေါင်းတွေရလဲထို့အဆောက်အဦးကြီးကိုပြန်ကုန်ထားသည်ဘေးပတ်လဲတွေ၆ချားဖွဲတစ်ပင်အိုများပတ်လဲဝိုင်းလို့ ခင်ဆိုးရွံ့ထိတ်လန့်စိတ်နှင့်ထိုအဆအဦးကြီးနာသို့တရွေ့ရွေ့ကတ်သွားသည်ဘလို့ចောင်းပြချက်ကြောင့်ဒီနေရာကို ခင်ရောက်လာခဲ့ရလဲဆိုတာခင်ကိုယ်တိုင်လည်းမသိတဖြည်းဖြည်းနဲ့ခင်ကိုယ်တိုင်ခြုံရွယ်ပိတ်ပေါင်းတွေထဲတိုးဝင်ရင်းအဆအဦးကြီးထဲရောက်လာခဲ့သည်တစ်သားခုံနှန်းရှိတခုစပွဲရှိတခုဒါရီကလက်ထဲကခုံတွေလားဒီနေရာကငါရောက်နေကြလက်ပဲလား ရှိပါအောင်ပြိုราวကြနေပြီဘသူမှမရှိကြဘူးလားဘသူမှမရှိကြဘူးလားသူမအော်ပြောလိုက်တဲ့အတိုင်းနောက်ထပ်တန်ရောက်လိုက်တော့အတန်တတန်ထွက်လာသည်ကျမဘယ်ရောက်နေတာလဲကြောက်လို့ပါကျမဘယ်ရောက်နေတာလဲကြောက်လို့ပါထိုတန်ရောက်လိုက်တော့ပဲ့တင်တန်ကိုခင်ပို့၍ထိတ်လန့်လာပြီဘာမှထပ်မပြောဘဲညင်နေလိုက်သည်တအောင်နေတော့ ခင်ကြားဖူးရောင်ရှိသောအေးဆက်ဆက်၆ကက်ကက်အတန်ကြီးထွက်လာသည်ဟဲ့ဆက်ပြောလေငါတယောက်တည်းစကားမပြောရတာကြာပြီပြိုပြတ်နေသောနေရန်ဟောင်းကြီးပေါ်မှမမေကုံကုံလက်ပြင်တွဲလောင်းကြီးနှင့်အမျိုးမည်မသိသောတတဝါကြီးကခုံထွက်လာသည်အာအမလေးဘာကြီးလဲခင်ပြန်လဲပြင်းမိအပြုခြေထောက်များကလှုပ်မရအော်လို့လည်းမရကြောက်မနေနဲ့ကြောက်မနေနဲ့ ။ငါ့ကိုလာခေါ်ရတာလေ။ငါလိုက်လာလို့ရပြီ။ငါလာလို့ရပြီ။တတဝါကြီးကခင်ပေါ်ကိုခုံအောင်လိုက်ပြီးခင်ခန္ဓာကိုယ်ထဲစိတ်ဝင်နေတယ်လို့ယုံမရတင်ချက်လာသည်။အာကဲပါ မမေမမေခင်ကြောက်တယ်ခင်ကြောက်တယ်ခင်တမီးကြီးတမီးကြီးထထအိမ်မဆိုးမက်နေတာမမေရှိတယ်တမီးမမေခန္ဓာကိုယ်တည်တည်လေးကိုခင်တင်းကျက်နေအောင်ဖတ်ထားလိုက်သည် ခင်းတကိုယ်လုံးချွေးစေးတွေပြန်ပြီးမောဟိုက်နေသည်နှလုံးခုန်နှုံးတွေမြန်ဆန်လွန်းနေသည်တမီးကြီးကိုရီပူချစ်နေပါလားဒီအပိုင်းအလုတ်ရမ်းပင်ပန်းနေတာကိုရေလေးတောက်လိုက်ရေလေးတောက်လိုက်မမေပေးတော့ဖက်ွက်ထဲမှရေကို ခင်းအငမ်းမရမောတောက်သည်မမေရေဘက်တိုက်ရန်သွားယူမီဆိုတာကိုလည်းပေးမသွားပဲမမေကိုအတင်းပြန်ဖတ်ထားသည်တမီးကြီးဖြစ်သူကို ကလေးဘွားတွေကဒီလောက်အားနေပြီး ကြောက်နေတုံ့လှုပ်နေတာမျိုးဒေါ်မေတစ္ဆာမမြင်ဘူးတလောက်ရှားသည်ခင်အိမ်မဆိုးရအမြဲမက်နေတယ်မိမိခင်ကြောက်တယ်ခင်သေးတော့မလားမသိဘူးဟဲ့ပောက်ကရခင်ရဲ့သမီးတို့ဆရာဝန်တွေလည်းအလုတ်ဖီစီလာရင်စိတ်ဖီစီလာကြတာပဲလေတချို့ဆိုအဲ့ဒီဖီစီမှုကိုမခံနိုင်တော့လို့ psycho therapist တွေနဲ့ဆွေးနွေးကြရသေးတာပဲသမီးကြီးကရီမန်းချက်ကြည့်ပြီးဘာလို့လို့အထူးကြုံဆုံးဖြစ်ချင်တော့လူတော်ထပ်ပို့စိတ်ဖီစီတာပေါ့ ကဲမမေကဆရာဝန်မကြီးကို ပြန်ဆရာလုပ်နေရပါပြီနော်မမေခုဘယ်ချိန်ရှိပြီလဲမနက်၄နာရီခွဲပဲရှိသေးတယ်တမီမမေကခင်ကိုချွတ်တုပ်ပေးနေရင်အဆင်ပြေမပြေစောင့်ကြည့်သည်ခင်ပုံမှန်ပြန်ဖြစ်လာတော့မှ ခင်အားရေဘက်တိုက်ရန်ပြင်ဆင်ရတော့သည်မမေခန်းထဲကထွက်သွားတော့ခင်တယောက်တည်းနောက်ကျောမလုံးတလို့ခံစားနေရပြန်သည်ခင်ဖြားနေ၍ခွင့်ယူထားသောရက်ပိုင်းများတွင် ကျော်စီလည်းဆေးရုံ၌အလုံများနေခဲ့သည်ခင်အစဉ်ပြေးရလားတွေးပြီးတတိယနေတော့လဲခင်က"သူမအိမ်ကိုတွားရောက်တည်မေးခြင်းကို နှစ်သက်မီမဟုတ်။ဘာပဲပြောပြော ခင်ရဲ့အားနေချက်ပြော့ကွက်ကိုနင်းပြီး ခင်ကိုရုပ်ပိုင်းဆိုင်ရာအရာ နိုင်ထက်စီနင်းပြုခဲ့မိပြီဟု သူနောင်တရမိသည်။ခင်စိတ်ပိုင်းဆိုင်ရာမှာငါကြောင့်ဒဏ်ရာထက်ရသွားခဲ့ပြီလား" ခင်ရှီယာကိုတောရှာဖို့အတွက်သူကိုယ်တိုင်လည်းစိတ်ပါကြီးတော့မဟုတ်လားခင်ကိုတတိယရာတသက်ညနေချင်းဆိုင်လိုခြင်းမရှိသေးတာကတသက်ပါခင်နဲ့ရှေ့ဆက်သွားရဖို့အကြောင်းရင်းတစုံတရာကို သူကိုယ်တိုင်ယူမိုက်စွာ ဖန်တီးခဲ့မိပြီးဟုလည်းသူသိနေသည်ခင်နဲ့အတူရှိနေရအောင်မိဘွားကလည်းပျော်ရွှင်စရာရနိုင်ပါဦးမလားမသေးချာပြန်ချေထိုထိုသောအကြောင်းအရာများရှင်းနေပြည့်နှက်ရင်ကြော်စေတွင်စိတ်ရှုပ်ထွေးနေသည် ခင်ကိုလည်းခဏလောက်ရှောင်နေခြင်းမိသည် အလုတ်ထဲ၌သာအစိမ့်နှစ်ထားလိုက်မိတော်သည် သူတို့စာတန်းကိုနောက်နှလားနေရင်အပိသက်တင်တော်မူဖြစ်သည်မင်းကိုကိုလက်လို့စပယ်တော့မလို့ရပါဘူးခင်ကိုစိတ်ပိုင်းဖြတ်ဖို့တော့အချိန်ယူပါရစေလီခင်နေပြန်ကောင်းလာပြီးနောက်အရင်ကထက်ဖြော့တော့နွမ်းနယ်နေတော်လဲအလုတ်တစ်ဖက်သူတေသနာစာတန်းတစ်ဖက်ပို၍စူးစမ်းနေရသည်ကြော်စင်နှင့်လည်းပုံမှန်ဆက်ဆံရည် ဆရာဝန်ချင်းချင်းဆက်ဆံရေးရအောင်ထိမ့်သိမ်းကသွားနေခဲ့သည်။ရက်များတော်တော်ကြာအောင်အိမ်မက်ဆိုးတွေမမတ်တော်သည့်အတွက်ခင်တပြေးပြေးအင်အားပြည့်လန်ဆန်လာခဲ့သည်။ဆရာဝန်တယောက်ကအိတ်ချိန်လုံလောက်ဖို့မလွယ်တော့လဲခွန်အားပြည့်စီရန် စားတောက်နေထိုင်ခဲ့သည်။ခင်ကြည့်လို့ပိုလှလာတယ်နော်။ပါလေးတွေပန်းရောင်တန်းပြီးပြေးလာတယ်လို့ပဲ။ကျော်စီကခင်ကိုစူးစူးဆိုက်ဆိုက်ကြည့်ရင်းပြောတော့ခင်ရှိနေခဲ့သည်။ ကျော်စီကခင်ကိုအတိတ်ကအကြောင်းတွေထပ်ပြီးပြောဆိုခြင်းမပြုသလိုခင်ကလည်းကျော်စီရှိ စကားရော အပြုမူရောမမှားအောင်တတိထားထိန်သည်သူတို့စာရန်ကိုအကျဉ်းနှဆုံးအားရဆုံးချိန်နေသည့်ဖြတ်တန်းရောက်ရှိလာကြပြီးဖြစ်သည်ခင်ကအိမ်မှာမေမေနှင့်လည်းအစဉ်ပြေစားပြူလာသည်လူရင်ခဏပြန်လာရင်နေဖို့အခန်းပြင်ဆင်နေသည့်အချိန်မျိုးဆိုလျင် ခင်နည်းနည်းစိတ်ဆက်သွားပြီမဲ့သူမကိုသူမပြန်ထိန်သည် တရက်မှာ ခင်ပြန်မတောင်းရဲခဲ့သောဒါယာရီလေးကိုကြော်စီကဆရာဝန်များနားနေခမ်းမှာပြန်ပေးလာတဲ့အခါခင်မျက်နှာပူစွာပြန်ယူထားခဲ့သည်ပြန်တရီရဖို့မသိမျော်တဲ့အတိတ်မျိုးကိုမိထားလိုက်ပါခင်ခုချိန်မှာခင်လက်တွဲထားတာကိုကိုဆိုတာမမေ့ပါနဲ့ခင်ခေါင်းငုံထားကအတန်တိတ်နားထောင်နေခဲ့သည် ကျော်စီကခင်နှစ်ဘူးကိုဖွားဖွားနမ်းလိုက်ပြီးပြန်လက်ထက်သွားသည် နှစ်ယောက်သားရုပ်ပိုင်းဆိုင်ရာယဉ်နီမှုကခင်အပေါ်လွှမ်းမိုးမှုတစ်ခုအဖြစ်ပြောင်းလဲသွားတာလားမသေးချာမိန်းမတစ်ယောက်ဟာယောက်ျားတစ်ယောက်နဲ့ရုပ်ပိုင်းဆိုင်ရာ ပတ်သက်လိုက်တဲ့အခါစိတ်ပိုင်းဆိုင်ရာကို အလိုလိုပုံအပ်တတ်ကြတာအစဉ်လာတစ်ခုလိုဖြစ်နေသည်သို့သော ခင်တစ္ဆာဆိုသောမိန်းမတစ်ယောက်၏ခဏတာငုံရှိုးနေသော အတ္တနှင့်အငုံစိတ်ကိုမြည်သူခံမနိုင်လိမ့်မလဲယနေ့ခင်တစ်ယောက်တည်းတက်ခွဲကန်းသို့ဆော်ရောက်နေသည် ဆေးရည်စိန်ခန်းထဲမှ pancreas ထည့်ထားသော pamplin တစ်ခုကိုယူ၍နှစ်လက်မှပတ်လည် infectious ပဲလက်လေးကို scope ဖြင့်တရားချိန်၍ကြည့်နေခဲ့သည်ခဲထားသော cell E အယောင်အစင်းနှင့် condition ကိုခင့်အုံနောက်ထဲတရုတ်ခွဲ၍ကြည့်နေစဉ်ပတ်ဝန်းကျင်တစ်ခုလုံးကိုခင်မင်းနေခဲ့သည်ခင့်ရဲ့ကျက်ဆက်မီရှည်ကြီးကိုရုတ်တရက်ဆွဲဆောင်ခံလိုက်ရ၍ခင်လန့်သွားသည် scope မှာခဏခွာ၍ဟိုဒီဒီလှက်ကြည့်ရာဘသူမှလည်းရှိမနေတဲ့ cell e condition ကိုကြည့်ဖို့ပြန်လဲအာယုံပြောင်းကြည့်တော့လဲခင်ဘေးနားမှာတခုခုရှိနေတဲ့ခန်းစားချက်ကြီးဖြစ်လာသည်ခင်အိမ်မက်ဆိုးမမတ်တာကြပြီလို့ကိုကိုကိုကျဉ်နှက်နေခဲ့တော့လဲအပြင်လောကအိမ်မက်ဆိုး၏အငွေ့အသက်ကိုစိုးရိမ်ဖွဲ့ရာရရှိနေသည်ခင်မတ်တက်ထားရလိုက်သည်ပဝင်းကျင်တစ်ခုလုံးငြိမ်သက်တိတ်ဆိတ်နေသည်မိမိတင်ပေးခဲ့ဘူးသော ဗုဒ္ဓံတမန်တန်ကန်းဆိုတာခေါင်းထဲပေါ်လာ၍ရွှေရံနှုတ်ကပြင်လိုက်တော့လဲခင်မယုတ်ဖြစ်ချေဖျားရှိခိုးလိုက်မိချိန်ကစ၍ခင်ပို၍ကန်ဆိုးလာသည်ဟုတွေးထင်မိသည်ဟင်အင်းအလကားဘာကိုကိုရမှမလို့ဘူးအရာအလုံးငါးဘာငါးပဲဖြစ်ရှင်းလာရတာခင်စိတ်ကိုလျှော့ချ၍အသက်ပြင်းပြင်းရှူသွင်းလိုက်သည်လောကကြီးမှာငါဆိုတာထက်အင်အားကြီးတာမရှိဘူးငါစိတ်ကိုဘယ်ရာကားမှလာလွှမ်းမိုးဖို့စ조사လို့မရဘူး မန်ကိုတင်းကခင်ကိုအလုတ်ကိုပြန်လုပ်ရန်ထိုင်ချလိုက်သည်ကံကောင်းထောက်မှစွာဖြင့်သူမရှိရာခန်းတဲ့သို့တက် MB ចောင်းသားနှစ်ယောက်ဝင်လာကသူတို့အလို့ရှိသောပစ္စည်းများရှာနေကြသည်တလာလုံးနီးပါအလုတ်များပြီးပင်ပန်းလွန်၍ခင်နဲ့ကြော်စီတူရချိန်နေပါလာသည် တွေ့လို့စိတ်ဖြင့်လဲစူးစားတောင်းဆိုခြင်းမပြုမိကြခင်ပင်ပန်းနှွဲ့နေမှုကြောင့်စိတ်ပြောင်းလဲမြန်နေပြန်ရာ ကျော်စေးကိုမတွေ့ရခြင်းကခက်ကောင်းကောင်းရပါ။နောက်လာလာဆန်းလောက်မှာခင်တို့သူတေသနာစာရန်အဘိဓာတ်တင်နိုင်တော့မည်ဖြစ်သည်။အဲဒီတော့မှကျော်စေးနှင့်ဆက်လက်ပေါ်ပါစွာ ကြည်နူးဖို့ကြိုးစားရတော့မည်။ကျော်စေးကသူ့အထက်တန်းကျောင်းတော်ကတငယ်ချင်းတချို့နှင့်ခီးသွားရန်စဉ်းစားထားပြီးခင်ကိုပါလိုက်ခဲ့ရန်တောင်းဆိုသည်။စိတ်ပြောင်းလဲဖြစ်လို့ပညာလိုက်သွားကြည့်မည်ဟုခင်လည်းတွေးထားသည်။သို့တော့ခင်အနေနဲ့ လူစိမ်းများနဲ့ခီးသွားရမှာကိုသဘောမကျလာချေတနင်္ဂနွေနေ့လေးတရက်ခင်အိမ်မှာစိတ်လိုလက်ရနားမြီမနက်အေးဝအောင်အိပ်ပြီးမှထသည်မိမိနဲ့အန်တီမီတို့နှစ်ယောက်စကားတပြောပြောနဲ့ချက်ပြုတ်နေကြသည်ခင်မနက်စာစားပြီးတောက်လက်စာကော်ဖီကွက် အခန်းထဲထည့်သွားရန်အပြုဟဲ့ဟဲ့ခင်သစ္စာ နေပါဦးဟဲ့အန်တီမီညီးကိုဖမ်းမမိတာကြာပြီ ခင်အာနာပါနာဖြင့်အန်တီမီတို့ချက်ပြုတ်ပြင်ဆင်နေသောနေရာသို့ရှောက်လာခဲ့သည်အန်တီမီကတင်လဆကင်မွန်ချင်ရွက်ချင်းလေးကိုမာ၍ခင်ကို ထမင်းစပွဲရှိရာ ခေါ်လာသည်ကဲထိုင်မအောင်ဆရာဝန်မကြီးအလုပ်တွေများလို့စိတ်ဖိစီးနေတဲ့ဆိုအန်တီမီအမေစကားကို ခင်ကပြုံးကပြန်ဖြေသည်နောက်လာကုန်လောက်ဆိုရင်တော့ခင်စိတ်ပေါ့သွားပါပြီအန်တီမီရယ်စာရန်ပြီပြီလေ ခုလေခင်အစင်တော့ပြေပါရယ် ဒါကအခင်ဝါသနာပါတဲ့အလုပ်ပဲဟာ။ဩသိပါဘူး။အန်တီမီကသမီးကြီးခင်စိတ်ရမ်းပင်ပန်းနေဆိုလို့မေးရတာ။တခါတလေလဲစိတ်ပန်းပြအောင်ချစ်သူလေးပါလေးထားပေါ့။ညီတို့ခင်ဆရာဝန်လေးတွေချောရချောနဲ့။အန်တီမီကတော့လှုပ်ပြီးခင်မတနေ့တနေ့စိတ်ကူးရင်မှုအချိန်မရှိပါဘူးဆို။ချစ်ကြိုက်စိတ်တွေလည်းမပေါ်ပါဘူးအန်တီမီက။ဒီလိုတော့လည်းပဲဟုတ်မလဲအေးအချစ်ဆိုတာတစ်ဖက်စွန်းမရောက်ရင်ခံစားလို့အကောင်းသား လူတစ်ယောက်ကအချစ်စိတ်နဲ့ပျော်ရွှင်နေရင်ဟော်မုန်းတွေလည်းညီမျှတယ်။အကောင်းမြင်စိတ်တွေလည်းဖြစ်စေတယ်ဆိုမိတို့ဆရာဝန်တွေပြောတော့။အဲ့ဒါကတော့ရေဘူးရအဖင်ပေါ့အန်တီမီရဲ့အချစ်ရေးကံမကောင်းလို့မအိတ်နိုင်မစားနိုင်ဖြစ်စိတ်ဓာတ်တွေကျပြီးဟော်မုန်းဖောက်ပြန်ကုန်တဲ့လူတွေလည်းရှိရပဲလေ။အန်တီမီကို ခင်က ရှည်ကြဲကြဲဖြင့်ပြန်ဆနောက်တော့အန်တီမီကခင်ကိုမျက်စောင်းထိုးသည်။ညီကိုတော့မနိုင်ပါဘူးခင်။ဒါပေမဲ့လည်း လွင့်လိုပဲတမီးကြီးခင်ကိုလည်းချစ်သူလေးနဲ့ပျော့ပျော့ရွှင်ရွှင်ရှိနေတာမြင်ချင်းနဲ့ကို့တူမလေးတွေကိုအားကိုးရတဲ့လူပေါင်းသူကောင်းလေးတွေရွေးချယ်တွေ့ဆုံစေချင်တာတွေ့ချင်တာပါအန်တီမီကမောင်တက်လေးဆိုရုပ်လေးကချောသဘောထားလေးပြစ်ချတယ်ကြည်စမ်းကြီးရဲ့ညမကို အပြေဝတာဝန်ယူထားတာဘလောက်အဆင်ပြေတယ်လဲခင်မျက်နာတဖြည်းဖြည်းနဲ့တင်းမာလာသည်အန်တီမီကခင်ပျော်ရွှင်စေလိုသော စေတနာနှင့် ြောနေတော့လေလွေနှင့်နှမ်းရှင်ပြောလာသည်များကိုခင်ဘလို့မှမကြားလိုပါရှင်내ကတန်ရဟောင်းကိုလာဆွားသလိုခံစားရသည်ခင်ရိတ်ချေကိုမတိတော့အန်တီမီကဆက်ပြောပြန်သည်နောက်လာဆိုသူတို့လည်းပြန်လာပြီးမင်္ဂလာဆောင်မယ်ဆိုတော့ခင်သူတို့ကိုကြည့်ပြီးအားတောင်းကြလာဦးမှာအန်တီမီကလက်ဖွဲ့ကောင်းကောင်းပေးနေအောင်ခုကလေးကစီစဉ်နေတာနော်နောက်လာမင်္ဂလာဆောင်သူတို့ပြန်လာမှာ ဆသောစကားများကြောင့်ခင်ခေါင်းနဲ့အတွေ့များဝင်လာသည်ခင်မေးထားခြင်းသောအကြောင်းတွင်ဟင်အင်းငါသူတို့မတွေ့ခြင်းဘူးတပ်ဖုံးမြက်ရဲ့အထင်သေးကြီးကငါ့ကိုအရန်သေးငယ်တင်ငယ်သွားသလိုခံစားစီအောင်မသူကရောလွင့်ကိုငါ့အကြောင်းတွေဖွင့်ပြောထားမလားသူတို့နှစ်ယောက်ပေါင်းပြီးအဲ့လိုမျိုးလုံးတွေနဲ့ကြီးမာထားဆိုင်ငါတည်သွားတာကမှကောင်းအောင်မယ်မေမေခင်ကိုမိဖို့နာမလှမ်း၍ကြည်နေသည် အန်တီမီစကားများကြောင့်ခင်ဆိုင်ရိုင်းများပြောင်းဝင်လေမလားမိမိစိုးရိမ်နေသည်ရုတ်တရက်ထိုင်ကုန်မှဝန်ကနေထားရလိုက်သောခင်ကြောင့်အန်တီမီလန့်သွားရာသူမလက်ကကင်မွန်ချင်ရိုးစူးနေညီသွားခဲ့သည်ဟဲ့ဟဲ့အမလီစူးပါပြီခင်ရဲ့လန့်သွားတာပဲရုတ်တရက်ဘာဖြစ်ရတော့ sorry ပါအန်တီမီခင်လှုပ်ဆရာလေးတတိယလို့အခန်းထဲဝင်လာရုံးမယ်အန်တီမီခင်ကိုနားမလဲနိုင်စွာငင်းရင်ကြံခဲ့သည် မေမေကအန်တီမီကို အာနာပီမိဖို့ထဲမှထွက်လာသည်အခန်းထဲတွင်ခင်ဖတ်သည့်စာအုပ်များ စီထားရာစာအုပ်စင်ထံတွေ့ယူတွေ့ရနှင့်လျှောက်သွားကစာအုပ်စင်ထဲမှတစ်ခုခုကို ရှာဖွေနေသည်အောက်ကအဆင့်တွေမှရှာမတွေ့တော့စာအုပ်တွေကိုစိတ်မရှိစွာဆွဲချလိုက်သည်နောက်ဆုံးတော့မျက်နှာချက်နဲ့ကတ်နေသောစာအုပ်စင်၏အပေါ်ဆုံးတောက်မှာဖုန်တွေတက်နေသောခင်ဒိုင်ယာရီအညိုရောင်လေးကိုစမ်းမိသွားသည် ်ခင်လက်ထဲကဒိုင်ယာရီစာအုပ်လေးကို ဖုံးနှွေခါလိုက်ပြီးခင်တွေ့ဝေစွာစဉ်းစားနေသည်စာအုပ်လေးကိုမီးရှို့ပြစ်ရမယ်ဒီအိမ်နဲ့လုံးဝမသက်ဆိုင်တဲ့ကိုရာစာအုပ်ကို မတော်တဆရုပ်ရှင်ရုံမှာတွေ့သွားခဲ့တာဒီစာအုပ်လေးအိမ်မှာရှိနေရကိုအင်အားတယောက်ယောက်သာတွေ့သွားခဲ့ရင်တွေ့သွားခဲ့ရင်ငါတိတ်ခါတွေရစရာရှိတော့မှာမဟုတ်ဘူးသူမရှင်ဖွင့်နေကြသူမရဲ့အဖို့စာအုပ်ကလေးကို သူမဖြည့်ဆည်းပြရတော်မူ ။စာအုပ်လေးကိုနှမျောတသားစွာကြည့်ရင်စာအုပ်ထဲမှတပ်ဖော်ဤပုံကိုလွမ်းမောစွာကြည့်သည်။ရှင်ကလေခင်ကိုအထင်သေးစိတ်နဲ့ညှင်းဆန့်ခဲ့ပြီးတော့လွင့်ရင်ခွေမှာပျော်နေတယ်လား။ရှင်ထက်သားတဲ့ယောက်ျားမျိုးလောကကြီးမှာရှိလားဆိုတာတောင် ကျမမသိတော့ဘူး။ဒီပုံလေးကိုလွင့်အယ်ဘမ်လေးကနေကျမစွန့်စားပြီးမရှက်တန်ခိုးထားခဲ့ရတာရှင်သိမှာမဟုတ်ပါဘူးရှင်ပြန်လာရင်ကျမဘလူမျက်နှာနဲ့ကြိုဆိုရမလဲကိုတက်ရဲ့ ကျမမှာချစ်သူရှိနေရဆိုပေမဲ့ရှင့်ကိုမမီနိုင်သေးဘူးကျမဘလို့လုပ်ရမလဲခင်ပါပြင်ပေါ်မျက်ရည်များစီကြလာသည်ဒိုင်ယာရီစာအုပ်လေးကိုမီးရှို့မဖျက်ဆီးနိုင်သေးမီစာအုပ်စဉ်နေရာမှရွှေထားရမည်သူမဤတစ်သားစာကြည့်စပွဲပေါ်သို့ကလထိုင်လေးကိုစင့်တင်က ခုံမော်တက်လိုက်ပြီးအခန်းမျက်နှာချက်ဝင်ပေါက်ဖောက်ထားရာအဖုံးကလေးကိုဖွင့်သည်ထို့နောက်မျက်နှာချက်အပေါက်ထဲသို့ ဒါယာရီစာအုပ်လေးကိုထည့်လိုက်ပြီးညနေကျက်အပုံးကိုတေချာပြန်ပိတ်ခဲ့တော်သည်အပိုင်းတော့ကျမသူမဟုတ်ပရအကျိုးဆောင်အခန်းဆက်လေးစနေမနက်စောစောတမနက်မှာကျမ၏နာမည်ကို၃ချိန်ခေါ်တန်းကြားလိုက်ရသည်၃ချိန်ခေါ်ခွင့်ရှိပါက နိုင်တော်ဝေမာနိကများသာဖြစ်လေရှိသည်ခန္ဓာကိုယ်ကိုပူတလဲဤတလဲဖြစ်စေ၍ဆက်သွယ်ရကြသည် ခွင့်ပြုချက်မရဘဲကြင်ကြင်ဆက်သွယ်ဖို့စူးစမ်းလျင် တက်ဆိုင်ရနယ်နမိတ်ပရအကြီးကဲမှရိုက်ပုတ်မောင်းထုတ်ခံရရသည်ဒေါသကြီးညင်းဆဲတဲ့သောနယ်နမိတ်ဆောင်နေမှကြုံရလျင်ခြေလက်အရေပြားတို့ကိုကုတ်၍ခွာချခံရတတ်သောကြောင့်တချို့ပေတပိတ်တာပရများဤခြေလက်များတွင်ဒဏ်ရအနာတရများပါနေတတ်သည်ထို့ကြောင့်ရရှိလာများနာနာဘာဝပူကက်ခံနေရသည်ဆိုသောအယူဆချို့မှာရှာနှုံးပြိမှန်ကန်မှုမရှိတတ်ချေ နမေခေါ်တန်ကြားတိုင်းထကြည့်ရမည်ဆိုရင်ကျမအိပ်ပျော်ဖို့ရအချိန်ပင်ရှိတော်မူမထင်အဆက်အသွယ်ပြုခြင်းရင်လူပဝင်းချင်းနေကင်းနှစ်နာရီဒါမှမဟုတ်ည7နာရီကျော်မှဆက်သွယ်ပေးကြပါနှုတ်ကတူရိုရွတ်ပေးလိုက်ပြီးနောက်ဆက်သွယ်ခွင့်ပြုရန်အချိန်မဟုတ်တာမို့ပဋ္ဌာန်းအာယုံပြန်ပြုရွတ်ဆိုကအိပ်လိုက်သည် သို့တော့ကျမဤ ညဘက်ဖျားရှိကိုအမျှဝေပြီးချိန်12နာရီ15မှ12နာရီ45အတွင်တော့မဖြစ်မနေအကြာအာယုံစူးရှာစီရန်အမြဲတမ်းအာယုံပြုပေးထားရသည် ကိုရွေးချယ်ရာဘဝလမ်းကြောင်းတိုင်းမှာတာဝန်ယူမှုတာဝန်ခံမှုတို့ရှိရသည်မဟုတ်ပါလားမှားကြထားသည့်အတိုင်းည12ခွဲဝင်းကျင်လောက်ဆက်သွယ်ပြုသည်ဥစွာပထမတန်ခွေပပလေးအချင်းချင်းထိခတ်တန်လို့တင်းငယ်စူးရှာသောအတန်စစ်စီညံညံများကြာရသည် ပိုပြီးစူးဆိုင်လေထင်ရှားပြပြင်းသောအတန်နှူကိုကြားရလေဖြစ်သည် ထိုတန်ကိုရေဒီယိုလိုင်းမိသွားသလိုဖမ်းမိသောအခါကျမနမည်ကို ခေါ်လိုက်တန်ကလူသုံးနှုံးဝဟရာမျိုးမဟုတ်သောကြောင့်ကျမကိုတခါမှဆက်သွယ်ဘူးခြင်းမရှိသောပရဖြစ်လိမ့်မည်ဟုခံမှန်းမိသည်ကျမ၏ခွင့်ပြုချက်ရ၍ကျွမ်းဝင်ကအကူညီတောင်းလို့ရှိသော ပရများကယင်းဤသောအဖြစ်လူအခေါ်ဝအမည်နာမများကိုသုံးနှုံးခေါ်ဆိုလေးရှိသည် အာယုံမှထင်ဟအောင်စူးစမ်းလေးရှိသည်ယခုတယောက်မှာအစ်စ်ဖြစ်ပေလိမ့်မည်အတန်ကြာအောင်သူအားထုတ်စူးစီးပြီးမှကျမအာယုံတွင်မြန်မာဘာသာစကားကထင်ဟလာသည် ရောက်ရှိနေသောပရာဂါစကားဆပြောသည်ငါကကျောင်းထဲရလာတာကျောင်းထဲရအုပ်ရိုးပေါ်မှာနေတယ်အစားအစာလိုမရတဲ့ငါမိတ်ဆွေကိုကူညီပါကျမတနာကရုဏာစိတ်ဖြင့်ပြန်မေးလိုက်သည် ခုလာတာဘသူလဲဘသူအတွက်ကိုပြောပြနေရလဲ ငါလူဘဝနာမည်မသိတော့ဘူး။ငါမိတ်ဆွေကအเจ้าနဲ့မှအရန်ပိုက်စားနေတာ။ငါအကူညီပေးတာမရလို့သူကငါ့ကိုပြောပြတယ်။တာကလာဒီအရက်မှာနင်းစီကအကူညီတောင်းပေးတဲ့။တာကလာဒီဆိုတာဘာလို့ပြောတာလဲ။နောက်ပြီးနင်းလို့မခေါ်ရဘူး။အမလို့ခေါ်ပါ။တာကလာဒီဆိုတာနင်းအခုနေတဲ့အရက်ကိုပြောတာ။နင်းလို့မပြောရဘူးဆို။ ကဲတိပါပြီတက္ကလာဒီဆိုတာတခြားလောကရဲ့အခေါ်ဝေါ်ပဲတငယ်ချင်းနာမည်ပြောပြပါငါတငယ်ချင်းကတော့သူ့လူနာမည်သူမှတ်မိနေသေးတယ်ခင်တစ္ဆာအောင်နဲ့ငါကိုလည်းတေချာမှတ်သွားခိုင်းတယ်ကျမခေါင်းထဲတွင်ချင်းကနေနေအောင် အလို့ရနေတော့ဒီနာမည်ခင်တစ္ဆာသူမသာမဆက်သွယ်လာခဲ့ရင် ကျမသူမရှိမီဟု ယူဆရတော့အရက်ကို ကိုယ်တိုင်သွားအတိပေးရင်ပဲ မပေးရင်နန်နမိတ်ဆောင်ကြီးများအကူအညီဖြင့်တဆင်ပြောရတော့မည်အကြောင်းရင်းမှာနေကြီးနှင့်တက်လျာဆိုသော ကလေးမများအားအစွဲထိန်ချုပ်နှောက်ရမှုဖြင့်ခင်သစ္စာအမည်ရှိခဲ့ပူသောပရာကမကြခဏပြင်းထန်စွာပြည်ပေးခံရမည်ဖြစ်သလိုငရဲတမျကြီးလေးစွာညင်စဲခံရတော်မူဖြစ်သည်လူပုဂ္ဂိုလ်ဖြစ်သောကလေးမများမှလည်းပရာဆက်သွေရာဂျာကန်နှင့်ဟူသောအစွဲမျိုးဖြင့်တတလုံးနေထိုင်သွားမည်ကိုမလိုလားပဲ။ တဝင်ကယူတတ်ရင်ရဟန္တာအထီတော်ဖြစ်နိုင်တော့လဲအစွဲတက်တက်သားကြံနေခဲ့ရင်အနေအများဒီမဟုတ်ပါလားလူနာမည်ခင်သစ္စာဆိုတဲ့တငယ်ချင်းကိုပြောပါသူလာဆက်တွေ့လို့မရခဲ့ရင်အမလာဆက်တွေ့ပါမယ်ရှိနေတဲ့နေရာကိုပြပြပေးခဲ့နော်သူအစားစားလို့ရအောင်ကူညီပေးလို့ရပါတယ်အာယုံသေးတွင်ဘာစကားသံမှပေါ်လာခြင်းမရှိပဲမမေကုံကုံတတော်ဝကြီးသာခိတမြပေါ်လာပြီးပျောက်သွားခဲ့သည်နေရာကိုဘာကြောင့်မပြောသွားပါလဲ။ ဖော်ပြရန်ဘာသာစကားအခက်ခဲကြောင်းလားခွင့်ပြုချက်တစုံတရာရှိဖို့လိုအပ်သလားကျမမသိရပါသို့တော့အမှန်တကယ်လိုအပ်နေရင် သူတို့တနည်းနည်းနဲ့ဆက်သွယ်လာလိမ့်မည်ထိုနေ့ညကအိယာဝင်တော့ကျမနှိမ့်ချစွာအိပ်ပျော်သွားခဲ့သည်ကျမဘဝတွင်နှစ်ချိုက်စွာအိပ်ပျော်ခြင်းကရှားပါဖို့တန်လာသည်။ကျမအိမ်မက်ထဲတွင်ရွှေတကုံစည်ဒီပေါ်သို့ဖျားဖူးရန်ရောက်နေသည်။ ဘသူမှဖျားဖူးရန်ရှိမနေပဲရှင်ပြန်တော်ပေါ်တွင်လူရာထပ်ပိုးရှင်နေသည် ကျမတရားထိုင်ရန်ပြုတော်လဲရှင်ပြန်မော်တွင် လူတဦးတယောက်မှရှိမနေခြင်းကိုသာစိတ်မဖြောင့်ပဲဖြေရှာခြင်းနေသည်ကျမကင်လာသော ဟန်ဘက်ဤကကားပေါ်ကြံခဲ၍တယောက်ယောက်ကိုဆက်သွယ်ရန်ကင်နေကြဖုံးလဲပါမလားခြင်းအကြောင်းမဲ့စိုးရိမ်စိတ်များဖြစ်ပေါ်နေခဲ့သည်မထူးပါဘူးတရားထိုင်မရမဲ့အတူတူ ရှင်ပြန်တပတ်ပတ်ဖျားဖူးပြီး ြန်ဆင်းမှပဲဟူသောအတွေ့များဝင်လာပြန်သည် ထိုခိုက်ကျမနားထဲတွင်အတန်အောင်သောအမျိုးသားကြီးတယောက်၏အတန်ကိုကြားလိုက်ရသည်ဇေဒီတော်ရင်ပြေအောက်ခြေကအဆောင်ခန်းတွင်မှအမျိုးသမီးအမျိုးသားဝန်ထမ်းတွင်မတင့်လျော်တာတွေပြုကြတယ်ကျမလည်းလန့်ဖြန်ကမောကြည့်တော့ဘာမှမတွေ့ရချင်းရင်ပြေတော်ပေါ်ပတ်လျှောက်နေရင်မှတနေရာရောက်တော့အာယုန်ခံတစောင်းအပြင်ပက်လန်းတစ်ခုစီတို့ကျမရုတ်တရက်လျှောက်ဝင်သွားမိသည် ထိုအခါဝိဖြူစင်ကျဲမုံစိတ်ဖြူဖိုးတယောက်ပေါ်လာပြီးခန်းစည်းအလွှာတစ်ခုကိုဖဲ့တယ်လို့မျိုးကျမမျက်စိရှိကလေဒူးအလွှာကိုဆွဲဟားလိုက်သည်ကျမအန်ဩတကြီးကြည့်နေခိုက်မှာပင်လာလာသမီးကြုံတော့ဘသူမှမဖူးဖူးသေးတဲ့ဖေဟာဝင်းဖူးသွားကြီးကျမလက်အုပ်လေးချီ၍မှင်တက်ညီမောပြီးထိုးဖိုးလှုပ်ပေးလိုက်တော့အချားအလွှာတွင်သို့လိုက်ဝင်သွားမိသည် မမြင်ဘူးသေးသောဖျားဆင်းတူတော်များကို ဝင်းပစွာဖူးတွေ့ရပြီးဆင်းတူတော်တိုင်းဤတင့်ကျစ်တော်များတွင်ပဒံများပါရှိသည်အဖြူအောင်စေဒီရန်တချို့တွင်ဝိဖြူစင်ကြယ်များစွာက ပတိစိတ်သူစိတ်တရားထိုင်သူထိုင်နေကြသည် ထိုပုဂ္ဂိုလ်များဤအသားရောင်မှပန်းရောင်လိုလိုနှီးဆွေးဆွေးအရောင်လိုလိုနှင့်အရေပြားတွင်ထိုးထွင်းဖောက်မြင်နေရသည် အတန်ကြာသောကျမကိုဖျားဝင်ဖူးခွင့်ပေးသောဝိဖြူစင်ကြယ်မုတ်စိတ်ဖြူဖြူအဖိုးကပြန်လာခေါ်ပြီး ကဲဘူးလို့ဝရင်ငါသမီးသွားလို့ရပြီဒုက္ခရောက်နေတဲ့နာနာဘာဝတွေကိုကူညီပေးလိုက်အောင်ဒီတစ်ခါကူညီပြီးရင်နာနာဘာဝတွေနဲ့မဆက်သွယ်နေတော့ဘလို့လို့ရမလဲအဖိုးသူတို့ကလာလာဆက်သွယ်တယ်ထိုဘိုးကပြုံးပြီးဆက်ပြောသည်မျက်စိနားနှာခေါင်းရှာကိုယ်စိတ်တကား၆ပေါက်လုံအောင်ထင်းသူ့အလိုလိုဆက်သွယ်ရချုပ်ငိမ့်သွားမယ်ဟုတ်ကဲ့ပါအဖိုးကျမထိုးဖိုးကိုကြောပေးကပြန်ထွက်လာတော့ထိုးဖိုးလမ်းပြလိုက်တာကိုကြားလိုက်ရသည် ။တမီးကူညီဖို့တွားရှာမဲ့နန္ဒဘာဝကចောင်းသားတွေအသွားလာရှိတဲ့ကလက်ကစင်ပေါ်မှာနေတဲ့တမီးကူညီပေးလိုက်ပါ။ကျမအိမ်မက်ကနူးလာတော့ထူးခြားစွာအားပြည့်ကြည်လင်နေတယ်လို့ခံစားရသည်။ခေါင်းထဲမှာလည်းခင်တစ္ဆာကိုရှာရမိနေရာတိကျခိုင်မာကိုတတ်မှတ်ထားလိုက်ပြီ။သူမနဲ့တက်ဆိုင်သူများကိုအကြောင်းကြားဖို့စဉ်းစားလိုက်မိသည်။ နေကင်းမိုင်းတပိုင်းလုံးတွင်ကျမကိုနေကြီးနှင့်တက်လျာတို့နှစ်ယောက်မှနေ၍ခင်သစ်ဆောင်ကြောင်းပြပြထားသမျှအတန်ဖိုင်များကိုပြန်ပြန်လန်လန်နားထောင်သုံးသက်ကြည့်သည်ထိုကလေးမနှစ်ယောက်ပြောပုံရခင်သစ်ဆောင်သည်သူမတို့ထက်10နှစ်သို့မဟုတ်အနည်း20ဆောသောအချိန်ကာလကလေးကထိုပဝင်းကျင်မှာရှိနေခဲ့သူဟုယူဆရသည်သူတေသနာအပေါ်ခိုင်မာပြင်းထန်သောခံယူချက်ရှိသူတဦးလည်းဖြစ်ပုံရသည်ထက်မြတ်စ조사သော နေကြီးထက်စားလျင်တက်လျာကိုပို့ပြီးမနှစ်သက်သောသဘောရှိနေသည် ထိခိုက်စေလိုသောသဘောရှိသည် သူတေသနာကိုအစွဲပြွ၍ပြီးမြောက်စူးစမ်းစေလိုသောသဘောကိုလည်းတွေ့ရသည်ဒါဆိုရင် သူအစွဲကသူတေသနာလားတတဘူးလီလားအထားအကြောင်းရှိုံမလားအစားအသောက်စားမရလောက်အောင်ဘာတွေကျွလွန်ခဲ့ပါလဲ ဦးစွာခင်တစ်ဆောင်နာမည်ဖြင့်သက်ဆိုင်ရာကျောင်းဌာနနယ်ပယ်တွင်ရှာကြည့်လင်များဘဲဥအစရှာများအောင်ဖြစ်နေလိမ့်မလားသို့မဟုတ်သူမ၏သူတေသနာစာတမ်းပြီးမြောက်အောင်မြင်ခဲ့ခြင်းရှိ၍စာတမ်းပြုစုသူများစီရင်တွင် ထိုနာမည်ရှိနေမလားအတွေ့များတဲ့အဖြေရှာနေစဉ်တိုက်ဆိုင်စွာပင်တက်လျာဖုံးဆက်လာခဲ့သည်မမ၏တက်လျာတို့မှခင်သစ္စာနှင့်ပတ်သက်တဲ့ source တစ်ခုရလာခဲ့တယ် အင်းအချိန်ကြံတော့လေအကြောင်းကျိုးစုံသွားတာပေါ့လေပြောပါအောင်ညီမလေးဟုတ်မမတက်လျာနဲ့နေကြီးတို့ဌာနရဲ့ publish လုပ်ပြီးသားနှစ်အလိုက် pathological thesis paper တွေကို reference ပြုတဲ့အခါတုန်းကခင်သစ္စာနာမည်မပါခဲ့ပေမဲ့အခုနောက်ဆုံးဆင့် discussion အတွက်လိုတဲ့ thesis တွေထပ်ရှာတော့ခင်သစ္စာအောင်နဲ့အမျိုးသားတယောက်နာမည်တွဲရက်ကိုတွေ့လိုက်ရတယ်တွေ့လိုက်ရတယ်မမကြီး ။နေကြီးကမြမကိုစာရန်ကြီးကင်ပြီးလာပြတော့ကဆိုလက်တွေတော့အေးဆဲလို့တိလာ။တက်လျာတို့ဘဝမှာတကယ်တဘာဝလွန်ဆက်သွယ်တွေရခဲ့ဖူးပြီးဆိုတာခိုင်မာသွားတာပေါ့နော်။ကိုယ့်ရဲ့ပကတိမျက်စိနဲ့မြင်ဖို့ထိတွေ့တတ်သိပြဖို့မလွယ်တဲ့အရာတွေကိုမှတဘာဝလွန်လို့သတ်မှတ်လိုက်ကြပြီမဲ့မြင်ရသောမမြင်ရသောအရာအားလုံးကတဘာဝကြီးထဲမှာပဲတည်ရှိနေကြပါညီမ။သူတို့ကလည်းတဘာဝတွေက ဖြစ်တည်မှုတွေပါ။ အဲ့လိုပဲဖြစ်တည်ပြီးသမျှအချိန်တန်ခြုံငင်းရတာတွေကတော့ပုံမှန်လည်းပတ်နေဦးမှာပါ။ကျမကိုတွင်းနဲ့ကိုပြောနေမိသမျှတက်လျာနားလည်မလဲတော့မသိ။ကျမစိတ်ထဲမှာတော့စက်ထုံးတစ်ခုဖြီးဖို့လမ်းစားရသွားပြီဖြစ်သည်။စိတ်နှလုံးအေးချမ်းသွားပြီ။ငြိမ်၍နားထောင်နေသောတစ်ဖက်မှတက်လျာဤအတန်ပြန်ထွက်လာသည်။ပြီးတော့လေမမအင်းပြောပါအောင်တက်လျာအဲ့ဒီမခင်တစ္ဆာရဲ့သူတေသနာတွဲဖက်အမျိုးသားနာမည်ကကျော်စေးတွင် ကျော်စီတွင်နဲ့အခုတော့သူက pathological professor တယောက်ဖြစ်နေပါပြီ။အော်အာယုံထဲမှာနာမည်တွေကိုတင်းတင်းရှားရှားပေါ်လာအောင် ပြခဲ့သေးတာပဲခင်တစ္ဆာကြီး။ကျော်စီတွင်ဆိုတာလည်းတကယ်ရှိနေခဲ့တာပဲကိုအကယ်ပါရှင်။ဆီယမ်မဂျူလီယာမြင့်သိန်းရေးသားထားတဲ့ဖီယန်ကြံသောဆက်ထုံးများဆိုတဲ့ဝိတုလေးရဲ့အပိုင်းကိုကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်။အပင်နာဆင်သူတို့အူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။